နိုင်ငံတော်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး66ဦးသေဆုံးခဲ့ပြီး68ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတပ်မက BWU ကမတ်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလအတွင်းနိုင်ငံတော်မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးသူ45ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်12ဦးမိရှိုးတပ်ဖြတ်မှုကြောင့်2ဦးထောင်တွင်စစ်ကူတောင်းမှုမရရှိတာကြောင့်2ဦးနဲ့မြေမြုံမိုင်းကြောင့်9ဦးသေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒီထဲမှာအသက်ဆက်ရှင်နေအောင်အမျိုးသမီးငယ်73ဦးပါဝင်ပြီးအမျိုးသမီး68ဦးကလည်းစစ်ကောင်စီလက်ချက်ကြောင့်ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ BWU ကဆိုပါတယ်။ BWU ရဲ့ကောက်ယူထားတဲ့အချက်အလက်တွေအရတေဆုံးခဲ့တဲ့အမျိုးသမီးအရေအတွက်ဟာသခိုင်းတိုင်းမှာ22ဦး၊ရှမ်းပြည်နယ်နဲ့မကွေးတိုင်းတို့မှာ9ဦး၊မန္တလေးတိုင်းမှာ10ဦးနဲ့အများဆုံးတေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ။အဲ့ဒီအချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကို BW ကအောက်ယူထားတဲ့အချက်လက်တွေကိုစူးစီးထားတာဖြစ်ပြီးမြေမြမာဒီထက်မကပိုများနိုင်တယ်လို့ပြောဆိုပါရယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလတုန်းကလည်းနိုင်ငံတော်မှာစစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အမျိုးသမီး86ဦးသေဆုံးခဲ့တယ်လို့ BWU ကထုတ်ပြန်ထားပါတယ်။